ကဲစိတ်တူလိုက်တာဗျာဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးကြားရလားမသိဘူးเนาะကျွန်တော်လည်းအခုမှတွေ့တာအဲဗီဒီယိုဖိုင်အရန်ကမှစိတ်တူရတယ်လှိုင်းတိုင်းမှာဖြစ်သွားတာလေသူ့ဆိုင်ရာပစ္စည်းကိုခိုးလို့ဆိုရောဗျာဒီမောက်ကိုသဘင်မုတ်တွေဆွဲပါးတွေချပါးချတာနော်အချက်20မကအောင်သူ့ဆိုင်ရာခိုးသွားတဲ့ပစ္စည်းဖို့နဲ့တောင်မှတန်းနေပြီเนาะအမအဲ့လိုမလုပ်သေးဘူးကျွန်တော် ဆိုင်ရှင်တယောက်အနေနဲ့ဒေါသဖြစ်တာကိုကျွန်တော်လက်ခံတယ်ဒီခေတ်ဒီကာလမှာတရားနေရမျက်ဖို့လည်းမလွယ်ဘူးဆိုတော့ကျွန်တော်သိတယ်မဆိုင်ရာပစ္စည်းရဗျာစိတ်ရှင်သာဆိုင်လည်းမဟုတ်တခုခိုးွားလို့ဟိုဟိုတရားလောက်ဆုံးရှုံးသွားတာလည်းမဟုတ်ဘူးမဆိုင်ရာရောင်းနေတဲ့ပစ္စည်းကဘာလဲဟိုဘာပေါ့ဗျာ၁၀သိန်းမို့တော့မရှိဘူးသူခိုးသွားတာဘယ်လောက်ရှိလဲနော်၁၀သိန်းမို့လား20ဘူးလားကျွန်တော်နှစ်ဆပြန်ရောပြီးမယ်ကျွန်တော်ပတ်စံရှိလို့ရောပြီးမှာမဟုတ်ဘူးနော်အမအားကိုစာနာသိရှိအောင်ခလေးလေးကိုဗျာအပြစ်မရှိတော့ကြိုးတွေပါတုတ်ပြီးဒီသားမျိုးရင်နွေးပူနဲ့လောင်းပါတော့နော်ရင်နွေးတွေတဲခိုင်း နော်ခလေးကိုရောပြီးအကျိုးတောက်ခမပြေးကြတော့ခလေးကိုလည်းကိုထီးလက်ရောက်ဒီလိုတွန်းထုတ်ခွာထုတ်ပြစ်တာနော်စာနာလေးမားရဲ့ခလေးလေးသားသမီးချင်းကိုချင်းစာအများမရှိဘူးဆိုလို့ရှိရင်ဟုတ်တယ်ပါချလိုက်ချက်20လောက်ချတာခမစပင်းမုတ်တွေဆွဲတာနဲ့တန်းနေပြီအဲ့ဒါကိုပါလဲရင်းနှွေးမှုနဲ့လောင်းပြီးခွာယူမယ်ဆိုပြီးတော့ဆက်သွယ်ပေးကြပါနော်ဆက်သွယ်ပေးကြကျွန်တော်တကယ်ကိုလုတ်ပေးမှာဘာဖြစ်လို့လဲဆိုတော့စာနာသိရှိအောင်လို့နော်သူများအမားကနေကိုမားဖြစ်အောင်လို့လုတ်တယ်အမားရဲ့နော် နားလဲပါတယ်ဆိုင်ရှင်တယောက်အနေနဲ့ဒေါသထွက်တယ်ဆိုတာကျွန်တော်ပြောတာကမိဘကိုလှုပ်မိဘကိုလှုပ်ခလေးကိုဘာမှလှုပ်ဆရာမျိုးခလေးပါရောကျွတ်တော့ဆိုတာစာနာမဟုတ်အရန်ကင်းတယ်ဝါပြီးကြတော့မှဆိုရှယ်မီဒီယာပေါ်လဲတင်လိုက်တာဒါအရန်လူတွေမြင်သွားလို့ရှိရင်မအားဘလို့ထိုးနှက်ကြမလဲပုတ်ခတ်ကြမလဲသူမကဒီကိုမဖြစ်အောင်လှုပ်ကျွန်တော်ပြောပြီးရပါးကိုနှစ်ချက်သုံးချက်ချလိုက်တာနဲ့တန်းနေမဆိုင်ရစိတ်ရှင်နာဆိုင်လဲမဟုတ်၄၀ဆယ်စီမှုလဲမက 20ဘိုးလား20ဘိုးဆိုလဲလာခဲ့ကျွန်တော်နှစ်စားပြန်ရောပြီးမယ်ကျွန်တော်ပတ်စံရှိလို့မဟုတ်ဘူးမာကိုချင်းစားစရာအားခင်းမဲ့လို့နော်အားလုံးပဲဆက်သွယ်ပေးကြကျွန်တော်တကယ်လောက်ပြီးမှာခလေးလေးကိုတနာလို့မျက်နှာလေးကငယ်လေးနဲ့ပြတနာလိုက်တာလေကျွန်တော်လေဘလို့မှကြည့်လို့မရဘူးအဲ့ဒါငကုံတော့တော့တကယ်တယ်ဆိုရင်တော့ခိုးသူပဲအပြစ်ခိုးသူပြစ်ကနေပြီးတော့ဆိုင်ရှင်အမားရဲ့အပြစ်ဖြစ်သွားပြီးရင်တော့သပင်မဟုတ်ဆိုရင်မျက်နှာကိုခြေမိုးပြီးဗီဒီယိုတောင်ရိုက်ခိုင်းပြီးတင်ခိုင်းဒါမလုတ်တဲ့နဲ့စိတ်ထားမုံမြတဲ့လူတိုင်းဒါမလုတ်ဘူးကြတော့ဇောရဖြစ်တယ်ဆိုတာလူတိုင်းဇောရဖြစ်တာပါချာခွင့်ရှိတယ် လောက်ခွင့်ရှိတယ်ဒါပေမဲ့ BO5 ကိုဆိုရှယ်မီဒီယာပေါ်တင်ခလေးပါရောကျွတော့အမအိုလူတွေဝိုင်းပြောကြမှာမကြဘူးစောင့်ကြည့်နေခင်ဗျာစိတ်တူတယ်ကျွန်တော်အဆူတယ်လာဆက်သွယ်ပေးကြအဲ့ဒါတကယ်လို့ဟိုကဖြစ်လို့ရှိရင်ဆက်သွယ်ရလို့ဒီခလေးလေးနင့်နာသွားတဲ့မိဘကိုလည်းကျွန်တော်ကူညီပေးပါမယ်လာပြီးဆက်သွယ်ပေးကြပါเนาะကျွန်တော်လည်းအဲ့ဒါမြင်မြင်ချင်းမှာကျွန်တော်ဒေါသအရန်ဖြစ်သွားလို့ဒီလောက်ပဲဗျာ